ထောက်တော်လှအောင်ရဲ့ဒီနှစ်အခြားအိန္ဒိယဝိထုတို့များအပိုင်း၁ချက်ဥဖြုတ်တဲ့ဆိုတဲ့ဝိထုတို့ကိုတင်ဆက်လိုက်ပါရရှင်ဂျေဇုစကားကျွန်တော်၏ငယ်ပေါင်းမိတ်ဆွေတို့ဖြစ်သောဥခင်ထွန်းအင်းစိန်ကအိန္ဒိယဝိထုတို့တော်တော်များများကိုရှာဖွေစုဆောင်ယူလာပြီးတနေ့တွင်ကျွန်တော်အားဖက်ချီခိုင်းပါသည် ။ဦးခင်ထွန်းသည်ကမ္ဘာဝိတ္ထုတို့ပေါင်းစုံကိုဒီဇိုင်းမက်မက်အရသာခံလေ့လာခဲ့သူဖြစ်ကြောင်းရခိုင်ကလေးကကျွန်တော်သိရှိခဲ့ပါသည်။ထို့ကြောင့်တလေးတစားဖတ်ကြည့်ပါသည်။ဖတ်ကြည့်မိလိုက်သည်နှင့်တပြိုင်နက်ကျွန်တော်ပါတဆိုင်မက်မက်ဖြစ်မိပါတော့သည်။အချို့ဝိတ္ထုတို့များသည်တသားသားဖြင့်လွမ်းမောတိမ်မှုပွဲသောအရာသာကိုခံစားရပါသည် အချို့ဝိတ္ထုတို့များကရှတာတာဖြင့်ထူကဲသောအရာသာတစ်မျိုးကိုပြီးဝေပါသည် အချို့ဝိထုတို့များကတင်တုံးဓာသွားပေါ်မှာပြည်ရက်ကိုရှာဖြင့်ရင်းရပြီးတကယ်သူစိတ်တွင်ထင်မှတ်မိပါသည်တို့ဖြင့်ရင်းဝိထုတို့များနဲ့ကောင်းလို့ရာရာများကိုမြန်မာပြန်ကမဂ္ဂဇင်းများတွင်အလင်းတင့်တယ်လို့ဖော်ပြခဲ့ပါသည်မဂ္ဂဇင်းများတွင်ဂျိုချာဂျိုချာပါလာသောအခါလူငယ်များက တို့များနဲ့မတင်းတိန်နိုင်မဲ့မျိုးကွဲသောအရာများကိုတထိုင်နေဖြင့်စင်ဆက်မပြတ်အရသာ ခံစားနိုင်အောင်တလုံးတစည်းတည်းထုတ်ဝေပေးဖို့အကြံပေးကြပါသည် ထို့အကြံပေးချက်ကိုမစီမစာပေကအကောင့်ထဲပေါ်ပေးပါသည် ထို့ကြောင့်ယခုထီးနှင့်အခြားအိန္ဒိယဝိတုတို့များစာအုပ်ထပ်ပေါ်လာရခြင်းနှင့်ပတ်သက်၍မူရင်းစာမှုများကိုရှာဖွေစုဆောင်ပေးလာသူဥခင်ထွန်းအင်းစိန်အား၎င်းအရေးတယူပေါ်ပြပေးခဲ့ကြသောမဟေဒီမက်ဇင်၊ဂီရပတိတာမက်ဇင်၊ချယ်ရီမက်ဇင်၊တပင်မက်ဇင်၊မိုးဝေမက်ဇင်နှင့်တဂုံမက်ဇင်တို့ကို၎င်းမပြစ်မနေထုတ်ဝေပေးသောဥယျာဉ်မြင့်နှင့် မဇိမစာပေလူငယ်အင်အားဝိုင်းတော်သားများအား၎င်းအထူးကျေးဇူးတင်ရှိပါကြောင်းဖော်ပြအပ်ပါသည် အထောက်တော်လှအောင်16ရက်ဩဂုတ်လ1985ကျက်ဦးဖြုတ်တဲ့ကိုင်းဘရောင်လာမျိုးကိုရောက်ပါပြီဗျာခီးစားကလေးကချစ်ကားကိုကိုရင်မောင်းလာတော့ခံနေကကျွန်တော်ဘက်ကိုလှည့်ပြောသည်ချစ်ကားကိုလည်းလမ်းမေးတနေရာမှာထုတ်ရက်ပေးသည် ူ၏နေခံမျက်မှန်ထဲမှာကျွန်တော်၏အိမ်များထင်ဟပ်နေလေသည်ကျွန်တော်ဒီမှာတညလောက်အိပ်မယ်ပြီးရင်ဥရီမြို့ကိုခီးဆက်မယ်ခြေကားပေါ်မှာကျွန်တော်ဆင်းဖို့ပြင်သည်ခြေကားနောက်ဖက်ပိုင်းတွင် လိုက်ပါလာသောစစ်သားများနှင့်တယောက်ကကျွန်တော်၏ဝေစားတစ်တာကိုအောက်ချပေးသည်ကျွန်တော်ကားပေါင်းလာတာစိတ်တိုင်းကြပါရဲ့နော်ထိုမိကွန်းကြောင့်ကျွန်တော်ပြန်ပြုံးပြလိုက်ရပါသည် အိုးတိတ်ကူကျေးဇူးတင်ပါတယ်ဗျာစရင်နဂါမျိုးကကျွန်တော်တို့ထွက်လာတာညနေ9:00နာရီခွဲကမဟုတ်လားအခုမှ6:55မိနစ်ပဲရှိသေးတယ်40နာမိုင်ခရီးကို45မိနစ်ပဲကြာတယ်ခရီးတိတ်တွင်တာပဲတိတ်ကောင်းတဲ့လမ်းကိုပဲကျေးဇူးတင်ပါတယ်ဗျာရော့ secret လေးတစ်လေးတော့ဖွာသွားလိုက်ပါဦးကောင်းနေက ပြုံးမြမြပြောရင်ရွှေအောင် secret ဘူးကိုဖွင့်ကကျွန်တော်ဖက်သူကံပေသည် ကျွန်တော် secret mini မီပြူရင်ကလေးတန်တစ်ခုကိုကြားလိုက်ရသည်ဆရာကြီးကျဲဥပြုတ်ဝယ်သားပါအောင်လားခမအတန်ကြားရဘက်သူကျွန်တော်လှည့်ကြည့်မိသည်ကျဲဥပြုတ်များထည့်ထားသော လွယ်ကလေးတလုံးကိုကင်ပြီးကျွန်တော်တို့ခြေကနာမှာရက်နေသည့်တငယ်လေးတယောက်ကိုတွေ့ရသည် မျက်လုံးပြပြကလေးအဆုံးဖြင့်ကျွန်တော်ကိုကြည့်ပြီးပြုံးနေသည်အာအပေါင်းတင်းကလေးမင်းကျဲဥပြုတ်လာရောက်တကော ကံနေကကျုပ်ပြုတ်တဲ့ကလေးကိုရီရီမောမောလှည့်ပြောပြီးကျွန်တော်ဘက်သူလှည့်ကဗြာမူလာမျိုးမှာခဏနားမယ်ဆိုရင်ဒီကလေးကိုခမားသိထားဖို့လိုရယ်နော်ဒီမျိုးကသူ့မျိုးပဲဒီမျိုးကိုကျွန်တော်ဖြတ်သွားတိုင်းသူတို့ညီကိုနှစ်ယောက်ကျုပ်ပြုတ်ရောင်းနေတာကိုအမြဲတွေ့ရတယ်တငယ်ကလေးကိုကျွန်တော်လှမ်းကြည့်မိပြန်သည်ပိမ်ပိမ်သေးသေးကလေးဖြစ်သည် သူ့အတန်းနဲ့စားရင်းအရက်ကမြင့်နေသည်စပင်များကနီးချောင်းချောင်းမျက်လုံးစုံကမူတီကြီးခန့်ညားနေသည် သူကိုဝမမျက်လုံးမခွာပဲကျွန်တော်အကဲခံမြက်ခတ်နေမိသည်ချစ်စရာကောင်းသောတငယ်တယောက်ဖြစ်ကြောင်းသိတာသည်ဘာကချစ်စရာကောင်းနေသနည်းမျက်လုံးဆုံးကလားယုံကြည်မှုပြေဝါရှိသည်ဟန်ပန်မျိုးဖြင့်မမတ်ကလေးရက်နေသည်အမူအရာလားဒီနေ့တော့မင်းကို မတွေးမိပါလားကွတငယ်လေးကကနေကိုလမ်းပြောလိုက်ပြန်သည် သူအိမ်မှာလုံများနေပါလေဆရာကြီး ကျွန်တော်တို့အိမ်ဆိုင်လေးဒီဆိုင်စောင့်နေလို့ပါခင်ဗျာမင်းတို့အိမ်ဆိုင်လားဟာဒီလိုဆိုရင်တော့မင်းဈေးဆိုင်ပိုင်ရှင်ကြီးတယောက်ဖြစ်လာအောင်မှာပေါ့ဟုတ်လားကာနေမိကွန်းကြောင့်တငယ်ကလေးကြီးမျက်နာပေါ်တွင် ရှက်သွေးဖြာသွားသည်ကိုကျွန်တော်သတိထားမိလိုက်သည်ဒါကြောင့်မင်းဒီနေ့ကြောက်ပြုတ်ဘယ်နှလုံးကုန်ပြီလဲဟုကာနေကဆက်မေးသည်တငယ်ကလေးကြီးပြာရောင်မျက်လုံးစုံထဲမှာစိတ်ထိခိုက်သည့်အမူအရာလေးတစ်ခုမသိမသာလှည့်ခနဲပေါ်သွားသည် ဒီနေ့ရောင်းမှုတိတ်မကောင်းဘူးဆရာကြီးရင်ထဲတွင်အသားလာများမှာကျွန်တော်တို့ဈေးရောက်ကောင်းတာပါခင်ဗျာစစ်သားတွေကတိတ်သဘောကောင်းပါတယ်ကျွန်တော်တို့ကြောက်ပြုတ်ကိုလည်းကြိုက်ကြပါတယ်ဒါမဲ့ဒီနေ့တော့ဘာရင်ထဲမှာမလာပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်လွယ်ရီတစ်လုံးအပြည့်ကြောက်ရီချမ်းနေတော့မယ်ဒီပါကြည့်ပါအောင်ဆရာကြီးတကယ်ကလေးကကြောက်ပြုတ်ထက်ထားတော့လွယ်အိတ်ကိုကားနဲ့ပဲသူထိုးပြလိုက်သည်ကောင်းပြီသားမင်းကြောက်ပြုတ်ဒီငါကုံဝဲလိုက်ပါမယ်ရော့ပစံ ။ကံလေကလွဲကိုလှမ်းယူရင်း၅ချက်တန်တရွက်ထုတ်ပေးသည်။တငယ်လေးက၅ချက်တန်ကိုစိုက်ကြည့်ရင်ခေါင်းခါနေသည်။ဒီလောက်ပတ်စံနေအများကြီးကျွန်တော်မယူပါဘူးဆရာကြီး။လွဲထဲမှာကျုပ်ပြုတ်က22လုံးပဲရှိပါရယ်ခင်ဗျာ။ဒီလိုဆိုရင်ကျုပ်ပြုတ်22လုံးကဘယ်လောက်ကြသလဲကွာ။တစ်လုံးကို3ပဲပါဆရာကြီး။ဒါကြောင့်လေးချက်နဲ့တမှုပဲကြပါရခင်ဗျာကျွန်တော်တပြားမှပုံမယူပြရစင်နဲ့ဒီလိုလားဟာကောင်းပါပြီဗျာကောင်းပါပြီ ပိုးတဲ့ပတ်စံကိုသာတိန်ထားလိုက်ပေါ့နောက်တစ်ခါလာတော့ကြောက်ပြုတ်ပြီဟုတ်လားကာနေကတငယ်လေးဤလက်ထဲသို့ငါးချက်တန်ကိုထုတ်ထည့်ပေးလိုက်သည်ဒီမှာစားနေငုံကောင်းမဟုတ်တော့ပါဆရာကြီးတငယ်ကလေးကအထုပ်သေးသေးကလေးများကိုလက်ဖြင့်ဆုပ်ပြီးလှမ်းပေးပြန်သည်အဲ့ဓာရီတွက်ကရောဘယ်လောက်ပြရမလဲကွာကာနေကမင်းကျွန်တော်ဘက်သို့လှဲ့ကမသိမသာမျက်လုံးမှိတ်ပြလိုက်သည် တပြားမှပေးဖို့မလိုပါဘူးခင်ဗျာကျုပ်ပြောဝင်ဒါတွေကအလကားပေးတာပါဆရာကြီးလက်သိပါတယ်အေးအေးအေးဟုတ်သားပဲကောင်နေကစားနေငယ်ကောင်မှုန့်ထုတ်များကိုလှန့်ယူပြီးကျွန်တော်ဖက်သူလှည့်ပြောသည်အထုပ်ကလေးတွေထဲမှာစားနေငယ်ကောင်ပါတယ်ကျုပ်ပြောဆိုတာကလည်းငယ်ကောင်မှုန့်လေးနဲ့စားမှရတာပိုရှိတာဒီငယ်စည်းရမတော်ပေဘူးလားပြောတော်ပါပြီလေဗျာနောက်ကောင်မှထိုင်းနေသောစစ်သားများကိုကောင်နေကကျုပ်ပြောချုပ်လှမ်းပေးသည် ကျွန်တော်ကိုလည်းကြိုက်သလောက်ယူဖို့ပြောသည်ကျွန်တော်ကနှလုံးယူပြီးကားအောက်သို့ရှင်းလိုက်သည်ကားတွားယူကားနေကကျွန်တော်ကိုလက်ပြနှုတ်ဆက်ပြီးကားမောင်းထွက်သွားတော့သည်လမ်းဘေးမှာတငယ်ကလေးနှင့်ကျွန်တော်နှစ်ယောက်ထဲကျန်ရခဲ့သည်လမ်းဘေးမှာချထားသောဝိဇာတက်တာကိုကျွန်တော်ကောက်ကင်မီပြူတွင်တငယ်လေးကဥအောင်ကောက်ယူနှင့်သည်ရှားကြီးခွင့်ပြုမယ်ဆိုရင်ကျွန်တော်တဲခဲ့ပေးပါမယ်ခင်ဗျာရှားကြီးကဘယ်မှာတဲဖို့အစီအစဉ်ထားပါသလဲ ညနေ၄နာရီမှာဒီနေရာကကြုံနေဖို့သူတို့ကိုကြောင်းကြားထားပြီးသားဒါပေမဲ့စရင်နာကာကတို့ထွက်လာတာတိတ်နောက်ကျသွားတယ်။အနောက်ဖက်မိုးကုတ်ဇဝိုင်းစီတို့ကျွန်တော်လှမ်းမျောကြည့်လိုက်သည်ဝဲလူစဲနေကအယောင်မျိုးစုံဖြာကျနေသည်ခြေကင်းများဖုံးလွှမ်းနေသည်တောင်ထိပ်များမှာဖွဲ့ဖွဲ့လောက်ကအယောင်လက်နေလေသည်လက်ညာဘက်ခြံသို့မျောကြည့်လိုက်သည်တွင် အင်ခါမိုးများကိုတွေ့ရသည်လွန်ခဲ့သော6လလတုန်းကတပုံတွေဝင်ပြီးမွေနောက်ဖြက်စီးသွားသည် ဂရာမူလာမျိုးပင်ဖြစ်ချည်သည်ထိုတိကြောင့်ကျွန်တော်မတိမတာတက်ပြင်းချမိသည်ထိုအင်ခါမိုးများစီတို့လက်ညှိုးထိုးပြလိုက်ပြီးတငယ်ကလေးကိုလည်းမင်းမိသည်ဂရာမူလာမျိုးဟာဒါပဲမဟုတ်လားကလေးမှန်ပါတယ်ဆရာကြီးဆရာကြီးကဂရာမူလာမျိုးအလေလာတာပါလားခင်ဗျာတငယ်ကလေးကကျွန်တော်ရှိမှကြိုးလျှောက်သွားရင်ပြန်ဖြေသည် ဟုတ်ကြောင်းကျွန်တော်ကပြန်ပြောသည်ညစ်ပတ်ပေရင်နေသောအဝိဇ္ဇာခန့်နှွမ်းနှွမ်းအောင်မှ လှပသည့်သူ၏လေတိုင်ကလေးကိုကျွန်တော်လှမ်းကြည့်မိနေသည်ဆရာကြီးကခီးဝေးကြီးကလာရတာလားခမကျွန်တော်ကကြောက်ပြုတ်ကိုခွန်နွားပြီးစသည်ဆိုပါတော့ကွာမင်းပြောအောင်မင်းရဲ့ကြောက်ပြုတ်ကတဲ့ကောင်းပါလားဟုတ်ပါတယ်ဆရာကြီးကြောက်ရီကတိတ်လက်ပါတယ်ကျွန်တော်အမေကချက်ချံမှာမနဲ့တိုင်းတော့ဝယ်ပါတယ်ခမဩမင်းမှာအမေရှိတကူအသက်ကြီးလာပြီလားမကြီးသေးပါဘူးဆရာကြီးအမေကတိတ်တော်ပါတယ် မျက်စိမမြင်ရပေမဲ့ကြက်ဦးလက်မလက်တိတ်ရွေးတတ်တာပဲ။အိုးကျွန်တော်တစုံတစ်ခုပြောမိတော့မလို့ဖြစ်သွားသည်။သို့တော်လည်းတငယ်ကလေးဤစိတ်တိခိုက်ဖွယ်ဖြစ်ကိုစကားမဆက်တော့ပေ။ထို့ကြောင့်စကားလမ်းကြောင်းပြောင်းပြစ်လိုက်ရလေသည်။မင်းနာမည်ဘလို့ခေါ်သလဲကွ။ရှက်ပါနားလို့ခေါ်ပါရဲဆရာကြီး။ကျွန်တော်ဤအမေးကို ပြန်ဖြေပေးရင်ပိုတဲ့လေကားပေါ်မှာအလौဒမတယောက်ကို တူလှမ်းမြင်လိုက်တဲ့ပြင်လှမ်းអော်လိုက်လေသည်ပြောအာဟာရု ဟောဒီမှာဆရာကြီးရောက်လာရို့လေကားပေါ်မှာလူက ကျွန်တော်စီတို့ဥရဖားရပြေးလာသည်ရှပါးနာ၏လက်မအဝိဇ္ဇာတက်တာကိုလှမ်းယူပြီးကျွန်တော်ကိုတောင်းပန်စကားပြောသည်သူတို့ကိုခွလို့ပါဆရာကြီးကျွန်တော်ညနေ၄နာရီကစပြီးကားဂိတ်မှာတနားရီလောက်သွားဆောင်နေပါသေးတယ်ဒီနေ့ညဆရာကြီးမလာတော့ဘူးထင်လို့ကျွန်တော်ထိုသူကထက်ခါတလဲလဲတောင်းပန်နေသည် ထို့ကြောင့်သူ့စကားကို ကျွန်တော်ဖြတ်လိုက်ရသည်ရပါတယ်ကွယ်အရေးမကြီးပါဘူး ဗိုလ်ထဲလီကရင်ရောက်တော့ရှဘာနာကကျွန်တော်ကိုဆလံပေးသည်ကျွန်တော်ပြန်ရတော့မလားဆရာကြီးအေးပြန်နိုင်ပါပြီရှဘာနာမင်းကိုကျေးဇူးများကြီးတင်ပါတယ်ကွာရှဘာနာကကျွန်တော်ကိုဆလံတစ်ကြိမ်ထပ်ပေးပြန်သည်ပြီးတော့တစ်ဖက်သို့လှက်ထွက်သွားသည်မလန်းမကန်းသို့ရောက်တော့ကခတ်တုတ်တုတ်ကလေးပြေးသွားလေတော့သည် သူပြေးသွားပုံကလေးကိုကြည့်ပြီးငယ်စဉ်ကလေးဘွားကိုတရိယာကကျွန်တော်သဘောကျမိလေတော့သည်နောက်တနည်းမနဲ့အိယာမှာခက်စောစောကျွန်တော်နိုးလာသည် လွန်ခဲ့သော6လခန့်ကတပုံများဝင်ပြီးလူရက်ဖြက်စီသွားသည့်ဗြဟ္မလာမျိုး၏ဖြက်စီများကိုကျွန်တော်ဆက်စည်ကြည့်ရှုခြင်းသည်အနောက်မြောက်ဘက်မှရှိနေသောတပုံများသည်ကမ်ဒီယပြည်နယ်တွင်းသို့ထိုးပဝင်ရောက်လာပြီးဆရနာဂါမျိုးကိုသိမ်းပိုက်နိုင်ရန်ကြိုးစားခဲ့ကြသည်ထို့ကြောင့်ဗြဟ္မလာမျိုးကိုပထမဆုံးဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်နနက်စာစားပြီးလာတာဆောင်သို့ထွက်ခါကျွန်တော် secret တောင်းရင်အဝေးသို့မျောကြည့်နေမိသည် မြို့ရဲတို့လက်လက်ကြီးစုရာတွင်ဘိုတဲဆောင်အာဟာတုကိုဖော်ခေါ်သွားရရင်ကောင်းမလားဟုစဉ်းစားနေမိသည် ထိုခါဘိုတဲစီတို့ဥတီလာနေသော လူငယ်လေးနှစ်ယောက်ကိုလမ်းမြင်ရသည်တယောက်သည်ရှဘာနာဖြစ်ကြောင်းကျွန်တော်ချက်ချင်းမှတ်မိလိုက်သည်လီကားရင်မှာသူတို့နှစ်ယောက်ရက်ပြီးကျွန်တော်ကိုဆလံပေးသည်မင်္ဂလာပါရှဘာနာဟုကျွန်တော်ကစီးချိုနှုတ်ဆက်သည်သူကကျွန်တော်ကိုပါဆရာကြီးရှဘာနာကသူ့ဘေးမှာတငယ်နှင်းကျွန်တော်ကို မိတ်ဆက်ပေးသည် မင်းတို့နှစ်ယောက်ကြောက်ပြုတ်လာရောက်မျက်နှာလားကွကျွန်တော်ကပြန်နောက်လိုက်မိသည်ကျွန်တော်နောက်ဒီကိုရှဘာနာကသဘောပေါက်နားလည်သွားကဟဟပပရဲ့သည်ကျွန်တော်တို့မြို့ကိုဖြတ်သွားကြတဲ့ခီးတယ်တွေကိုပဲကြောက်ပြုတ်ရောက်လာပါဆရာကြီးဒီလိုဆိုရင်ခုဘာရောက်ချင်းလို့လာကြတာလဲကွဘာမှရမှုမဟုတ်ပါဘူးဆရာကြီးဆရာကြီးဖနက်တေကိုတိုက်ပေးဖို့လိုရင်တိုက်ပေးဘူးလားလို့လာတာပါနောက်တစ်ခုကကျွန်တော်ကဆရာကြီးကိုမြင်ဘူးချင်းလို့ပါခင်ဗျာဟေး ငါ့ကိုဝင်ပူးချင်လို့လာကြည့်ခဲတာငါတသက်မှာဒါပြန်မအောင်ဆုံးချိန်ပဲကွာကျွန်တော်ကအာဒူးကိုခေါ်ပြီးကျွန်တော်ဖဏံများကို ထုတ်ပေးရန်ပြောသည်ဘိုးတဲဝင်းထဲမှာသူတို့နှစ်ယောက်ကြာကြာနာနာထိုင်ပြီးကျွန်တော်ဖဏံများကိုစိတ်အားထက်သန်စွာပုတ်တိုက်ကြလေတော့သည်ရှာပါနာမိကိုနာမည်ပြောပါအောင်ကွာကျွန်တော်ကသူ့ကိုမော့မကြည့်ပဲပြန်ဖြေသည်မင်းတို့နှစ်ယောက်ဖနှက်ချုပ်သမားတော့မဟုတ်ပါဘူးနော်မဟုတ်ပါဘူးဆရာကြီး ကျွန်တော်ဘေကခြံဆိုင်စားပါတယ်အခုလိုဖဏတ်တိုက်ရတာကတိတ်ကို ဖိုးတန်နဲ့ပတ်စံရလို့ပါရိုးရိုးသားသားလှုပ်တဲ့အလုံမှန်သမျှအင်မတန်တန်ဖိုးရှိတယ်လို့အမေကပြောပါတယ်ဆရာကြီးဟုတ်လားရိုးသားသောလုပ်ငန်းအကြောင်းကောင်းစွာသိနေကြသည့်လူငယ်လေးနှစ်ယောက်ကိုကျွန်တော်ငေးဆိုင်ကြည့်နေမိသည်ဖဏတ်များကိုတိုက်ပြီးတော့ကလာသာဆောင်ဘေးတနေရာတွင်တက်တက်ရရတန်းစီချထားပေသည်ကျွန်တော်ကကြက်တံတရွက်ထုတ်ပေးပြီးရှာပါနာအားလှမ်းပေးသည် ရှာကြီးမှာအကျွေးမရှိဘူးလားခမဟုရှာဘာနာကပြန်မေးသည်အကျွေးပါလို့ဖို့လေကွမင်းဒီကြက်တံယူလိုက်လေကျွန်တော်မြူးချင်ပါဘူးရှာကြီးကျွန်တော်တို့လုပ်တဲ့အလုံနဲ့ထိုက်တန်တဲ့ငွေကြီးကိုပဲလိုချင်ပါတယ်ခမမတရားသဖြင့်လည်းပိုးမလိုချင်ပါဘူးပတ်စံကိုကျွန်တော်တို့တိတ်လိုချင်ပါတယ်ပတ်စံလိုချင်တဲ့စိတ်ဘလောက်ကြီးမားတယ်ဆိုတာတော့ပြောမပြတဲ့အောင်ပါပဲခမဒါမှမအလကားပေးတဲ့ပတ်စံကိုကျွန်တော်တို့လက်ခံလို့မရှိပါဘူးကို့အလုံကိုလုတ်လို့ရတယ်ပတ်စံကိုပဲယူပါတယ်ဆရာကြီး နေရအောက်တွင်ပခုံးချင်းရှင်ရက်နေသောတငယ်လေးနှစ်ယောက်ကိုကျွန်တော်စိုက်ကြည့်နေမိသည်တယောက်ကသပင်းနီးချင်းချင်းမျက်လုံးပြပြနောက်တယောက်ကသပင်းဖြူရော်ရော်မျက်လုံးမဲမဲသူတို့မျက်နှာကလေးများကနုနယ်ပြီးအပြစ်ကင်းစင်နေကြသည်အရာရာကိုအလေးနက်သဘောထားသည့်အမူအရာများကလည်းအတင်းသားပေါ်လွင်နေသည်ကောင်းပါပြီကွဒါဖြင့်မင်းတို့ကိုအလုပ်တစ်ခုခိုင်းမယ်ဆိုရင်ဒီကြက်တံကိုလက်ခံမလား လက်ခံပါမယ်ဆရာကြီးကျွန်တော်တို့ကိုကြာရခိုင်းမှာပျော်ပျော်ပါပါလုပ်ပေးပါမယ်ခင်ဗျာဒီလိုဆိုရင်ငါနဲ့မျိုးရဲကိုလိုက်ခဲ့ပါမင်းတို့နှစ်ယောက်ကငါရဲ့လမ်းပြပေါ့ကွာဘယ်လိုလဲကောင်းပါပြီဆရာကြီးကျွန်တော်လိုက်ပါမယ်ကျွန်တော်ဒီဝိဇာလဲပြီးရှပနာတို့ညီကိုညောင်းနေအတူပရာမူလာမျိုးတဲ့သူထွက်ခဲ့လေသည်သူတို့နှစ်ယောက်ဒီဒီမြတော်လိုက်မည်ဟုကျွန်တော်မတွေးထင်ခဲ့မိကြတမျိုးလုံးချောင်းကိုအကြမ်းမကြသည့်သည် လွန်ခဲ့သော6လခန့်ကတပုံများဖြတ်စည်းသွားသည့်နေရာများကိုအကျိုးသိအကြောင်းသိတစ်ခုချင်းရှင်းပြနိုင်သည့်ဟော်ဒီပလီကတပုံနေမိရှုဖြတ်သွားတဲ့ပလီဟော်ဒီဘုရားရှိခိုးကြောင့်ကတပုံနေမိရှုဖြတ်စည်းသွားတဲ့ဘုရားရှိခိုးကြောင့်ဟော်ဒီအိမ်ကြီးကတပုံနေလူရဲ့ဖြတ်စည်းသွားတဲ့အိမ်များကျစီနေသည့်ဆေးုံများကိုလည်းလိုက်ပြသည်အမျိုးသမီးများကိုလမ်းမပေါ်ဆွဲထုတ်ပြီးရဲ့ရဲ့ဆက်ဆက်တက်ဖြတ်သွားသည့်နေရာနွားများတူးများမြင်းများကိုမိလောင်တိုက်သွင်းသည့်နေရာများကိုလည်းပြသည် တပုံများသည်မြို့တွင်းသို့မြည်သို့ဝင်ရောက်လာကြပြီးတော့တမျိုးလုံးကိုပိုက်စိတ်တိုက်ပြီးလူရက်ဖြက်စီမိတိုက်ကြကြဈေးကြိုလမ်းမကြီးတစ်ခုလုံးစီစီညံ့ညံ့ကျေးသွားကြတပုံများစရင်နာကမျိုးတို့ဆက်လက်ချီတင်ရန်ပြင်ဆင်နေခိုင်မှာပင်အိန္ဒိယစစ်တပ်များအချိန်မီရောက်လာကြောင်းများရှင်းပြသည်တပုံများဥရီတောင်ကျောကိုကျော်ပြီးဆုတ်ခွာထွက်ပြေးသွားကြရသည် ရာမူလာမြို့သူမြို့သားများသည်ပြက်စီးသွားသောအဆောက်အအုံများကိုအင်တိုက်အားတိုက်ပြန်လည်တိဆောက်ကြကြောင်းအချင်းချင်းရာပင်းကူညီကြကြောင်းတပုံများဖြက်စီးသည့်ဖြင့်ရုပ်ဝတ္ထုများပြက်စီးသွားကြသော်လည်းစီးလုံးညီညွတ်ခြင်းဒီဟုသောအလွန်တရာမမျက်သည့်စိတ်ဓာတ်ကိုဗရာမူလာ မြို့သူမြို့သားများရရှိလိုက်ကြောင်းပြောပြသည်နောက်တစ်နှစ်လောက်ကြာရင်ဆရာကြီးတခါလောက်လာကြည့်စေချင်ပါတယ်တစ်ချိန်လုံးကကျွန်တော်တို့မြို့ကို တဘုံဝင်ဖြတ်သွားတယ်ဆိုတာကိုတော့ရှားကြီးယုံနိုင်တော့မှာမဟုတ်ဘူး။တနည်းအတွင်ကျွန်တော်တို့မျိုးကိုအရင်ကတိုင်ပြန်ဖြစ်အောင်လုပ်မယ်လေ။ကမ်တီကပြည်နယ်စီရင်ခံစာကြီးကိုဖတ်နေပြီဆိုရင်တိလောက်ဆုံဆုံလင်းလင်းကျွန်တော်သဘောပေါက်နားလည်နိုင်မှာမဟုတ်ပေ။ငွေတစ်ချက်ထပ်ပေးလို့တော့လဲသူတို့ညီကိုနှစ်ယောက်ကိုစော်ကားတယ်လို့ဖြစ်မိဆိုတော့ကြောင့်မိမိဆန္ဒကိုချိုးနှိမ်ထားလိုက်ရပါတော့သည်။ဘိုးတဲတို့ပြန်ရောက်ပြီးနေလေသာစားနေခိုက် ဘူရဲဆောင်အာဟာဒူကရှာဘာနာတို့ညီကိုနှစ်ယောက်ချောင်းကိုမေးသည်လမ်းပြကလေးနှစ်ယောက်ကိုရှားကြည့်သဘောကျပါရဲ့လားခင်ဗျာအင်းဒီလောက်တော်တဲ့ညီကိုမျိုးကိုတော့တခါမှမတွေ့ဘူးပါဘူးကွာသူတို့နှစ်ယောက်ကအမညီကိုလားအာဟာဒူမဟုတ်ပါဘူးရှားကြည့်သူတို့နှစ်ယောက်ကဘာမှမတော်ကြပါဘူးသူတို့ကတော့ညီကိုဖြစ်ကြောင်လူတိုင်းကိုပြောနေကြတာပေါ့ခင်ဗျာရှာဘာနာကလည်းဟူတငယ်ကလေးကိုဘိုင်းလိုပဲခေါ်တယ် ကျွန်တော်အကြီးအကျယ်အံ့ဩသင့်မိသွားပါသည် ထို့ကြောင့်ခေါင်းကိုရမ်းခါလိုက်မိသည် ကျွန်တော်ပြောတာကိုယုံမှရှားကြီး သူတို့နှစ်ယောက်ကို ပေါက်ဆာကလေးကလေးကကျွန်တော်သိခဲ့တာပါ ရှာပွားနာကဘိုင်လို့ခေါ်နေတဲ့ကလေးကဟိန္ဒူဖြစ်ပါတယ်သူ့နာမည်ကကာရှိနတ်ပါသူ့ဘေးကတစ်တော့ရရှိတဘုံတွေဝင်တော့ကအသက်ခံလိုက်ရပြီးအိမ်ကိုလည်းမိရှုခံရပါတယ်။ကာရှင်နဲ့မိဘမဲ့ဖြစ်သွားတော့ရှာဘောနာရဲ့အမိကကောက်ပြီး မွေးစားလိုက်တာပါပဲဗဇက်တစ်ပေါက်တိုးလာတဲ့အတွက်သူတို့စားဝတ်နေရေးဘယ်လောက်ခက်ခဲသွားမယ်ဆိုတာသိပါတယ်ရှာဘွားနာတို့အိမ်နဲ့ဈေးဆိုင်ကိုလည်းတဘုံတွေကမီးရှို့ခဲ့တာမှန်ပါတယ်ဒါပေမဲ့ရှာဘွားနာရဲ့အမေကအင်မတန်တက်တီကောင်းပါတယ်သူ့အသားအကြီးကိုကာကွယ်ရေးတဲ့ဝင်ခိုင်းတယ်ထမင်းနဲ့မှန်အောင်စားရဖို့အတွက်ဒီကလေးယောက်ကအလုပ်လုပ်တယ်ဈေးဆိုင်တေးသေးကလေးဒီဇိုင်းကိုလည်းသူတို့စောင့်နေကြတယ်အားလုံးစင်ပြေကြပါစေလို့ဆုတောင်းပါတယ်ကွာ ဒါပေမဲ့ရှားပါးနာကသူတို့အိမ်နဲ့ဈေးဆိုင်မီးရှို့ခံတာဘာဖြစ်လို့ငါ့ကိုမပြောပြရလဲမသိဒီကလေးလေးကလူသားငယ်တယ်မာနာကအကြီးသားဆရာကြီးရဲ့သူကြုံတွေ့ရတဲ့ဒုက္ခတွေကိုသူမျိုးကိုဖွင့်ပြောလို့မရှိဘူးကာရှိနိုင်ရဲ့အဖေအသက်ခံရတဲ့အကြောင်းနဲ့အိမ်ကိုမီးရှို့ခံရတဲ့အကြောင်းတော့ပြောဖို့ကောင်းတာပေါ့မဟုတ်ဘူးလားကာရှိနဲ့နဲ့သူကညီကိုရင်းပဲလို့အားလုံးကိုယုံကြည်စေခြင်းနဲ့လေ သူ့မိကလည်းသူ့မှာသားနှယောက်မျိုးပဲသားသုံးယောက်ရှိတယ်လို့တပွားဝပြောနေတာအာဒူဆက်ပြောနေသည်များကိုကျွန်တော်မကြားတကြက်ကြားတကြက်ဖြစ်နေမိပါသည်ကျွန်တော်အာယုန်နဲ့မှရှာဖာနာနဲ့သူ့ဤမဲ့မမြင်ဒုက္ခိတာအမေကြီးအကြောင်းများသာကြီးဆိုးနေလေသည်နေ့လယ်စာစားပြီးတော့ကအိယာပေါ်ခဏလဲသည်နာရီပိုင်းအတွင်းဒီမျိုးမှ ကျွန်တော်ထွက်ခွာရတော့မည်ဖြစ်ရာရှာဖာနာတို့နေပြန်လဲတွေ့ဆုံရတော့မည်မဟုတ်သည့်အတွက်စိတ်မကောင်းဖြစ်မိသည် ။ဦးမေတို့ကျွန်တော်တို့ခရီးဆက်နိုင်စီရန်လာဂျိုမီစစ်ကရောက်မရောက်အာဟာရကိုသွားကြည့်ခန်းလိုက်သည်။လာတာဆောင်တို့ကျွန်တော်ထွက်ခဲ့သည်။ထိုခိုက်လီဂိုင်းမှာရက်နေသောရှာဘာနာတို့နှစ်ယောက်ကိုရုတ်တရက်မြင်တွေ့လိုက်ရသဖြင့်ကျွန်တော်ဝမ်းသာကြီးသွားသွားမိသည်သူတို့ကိုကျွန်တော်ပြုံးပြလိုက်သည်ဟေးရှာဘာနာငါကုပဲဦးရီမျိုးကိုသွားတော့မလို့ကျွန်တော်တိပါတယ်ဆရာကြီးမနက်တုန်းကဆရာကြီးပြောပြတယ်လေဒါကြောင့်ကျွန်တော်တို့လာတာပါခင်ဗျာ ဟုတ်ပါတယ်ဆရာကြီး ရှာဘာနာသည်ထိုစကားပြောပြီးခဏကြာအောင်ချီတုံချတုံဖြစ်နေသည်ပြီးတော့မှတုံဆိုင်ဆာမြင့်စကားဆက်သည်ကျွန်တော်တို့ကိုရှာကြည့်တခုလောက်များကုညီနိုင်မလားလို့ခင်ဗျာဒါမှမဟုတ်ကျွန်တော်တို့မိကိုကုညီရဲ့အနေနဲ့ပေါ့ဝမ်းပြဝမ်းသာကုညီပါမယ်ရှာဘာနာရဲ့ကဲပြောမင်းမိအတွက်ဘာလုပ်ပေးရမလဲ ဥရီမျိုးမှာရောက်နေတယ်ကျွန်တော်တို့ကိုဥစမန်အတွက်အမေကမုတ်ကလေးတွေလောက်ထားပါတယ်ခင်ဗျာအဲ့ဒါဆရာကြီးများတက်စိတ်လောက်ယူသွားပေးနိုင်မလားလို့ပါကျွန်တော်တို့ကိုဥစမန်ကကာခွေတက်ဖွဲ့တယ်မှာပါရှာဝနာကဒန်ချိုင်ကလေးတစ်လုံးကိုမြှောက်ပြသည် ထို့ကြောင့်ကျွန်တော်ကချိုင်ကိုလှမ်းဆွဲယူလိုက်မင်းကိုကိုတခြားဗာမျက်မှားချရှိသေးလဲထူထွေထူးထူးမှားချမရှိပါဘူးဆရာကြီး စပိန်တစင်းလောက်ငါရရင်ကျွန်တော်နောက်တစ်ပတ်မှာသွားတွေ့လိုက်မလားလို့ကျွန်တော်တို့လောက်ကန်စင်ပြေချောင်းနဲ့အမေနေမကောင်းချောင်းလောက်တော့မြို့မတည်ပြောပြပေးပါရှာကျွန်တော်တို့ဈေးဆိုင်ကလေးဆောက်လို့ပြီးသွားချောင်းနဲ့ကုံွယ်ဘူးငွေရှိတာနဲ့တပြိုင်နဲ့ဆိုင်ဖွင့်တော့မယ်ချောင်းလေးပါပြောပြပေးပါခင်ဗျာသူ့စကားကိုရုတ်တရက်ဖြတ်ပလိုက်သည်ခဏကြာတော့မှစကားကိုပြင်ပြောသည် အဲ့ဒီအနောက်ဆုံးအကြောင်းလေးကိုတော့ဥစမန်မပြောပါနဲ့တော့ဇာကြီးရဲ့ကျွန်တော်တို့ငွေရေးကြီးမပြေမလည်ဖြစ်နေတာသူမသိစေချင်ပါဘူးကျွန်တော်တို့အတွက်အလကားတက်တက်သူစိတ်တော့ကရောက်နေပါအောင်မယ်ငွေကြီးအစီအပြေတဲ့နေ့ထိကျွန်တော်တို့စောင့်ပါမယ်အရင်ကြီးပါကျွန်တော်တို့မိသားစုဆဆရရအစီအမေကျောင်းနဲ့ဈေးဆိုင်ကလေးလက်ဆောက်ပြီးသွားပြီဆိုတော့အကျောင်းတော့တာဥစမန်ကိုပြပြပေးပါဆရာကြီးမင်းတို့ဈေးဆိုင်ကလေးဖွင့်မှာငွေဘလောက်လို့လို့လဲကွ ငွေ30လောက်ပါပဲခင်ဗျာဒီငွေရအောင်စူဖို့ကတော့ချိန်ကလေးယူရမှာပါပဲဒါမှမဟုတ်ကျွန်တော်တို့အောက်နိုင်ပါတယ်ဆရာကြီးမင်းတို့စိတ်ဓာတ်ကိုယုံပါတယ်ရှာပါနာကျွန်တော်ကသူတို့နှစ်ယောက်ကြီးကြောပြင်ကိုအသာအရာတက်ပြီးနှစ်သိမ့်သည်ထိုခိုက်အာဒူးပြန်လာသည်ကိုလှမ်းမြင်ရသည်ကျွန်တော်ကိုဂျုံမီစစ်ကရောက်ပြီး gain တော်တော်မင်းတို့မင်းတို့ကံကောင်းကြပါစီကွာရှဘောနာတို့နှစ်ယောက်ကကျွန်တော်ကိုပြုံးပြပြီးဆက်လန်ပေးသည် ပြီးတော့ကျွန်တော်ထုတ်ပိုးတွေကိုတည်ပြီးရှေ့ကနေပြေးကြသည်ကားပေါ်မှာကျွန်တော်တက်ထိုင်ပြီးဒီနေရှာဘာနာက ကျွန်တော်သာသူတို့ကလာပြီးလေတံကလေးနဲ့ပြောပြန်သည်ရှားကြီးကျွန်တော်တို့ငွေလိုနေတဲ့အကြောင်းဥစမန်ကိုတွားမပြောပြလိုက်ပါနဲ့နော်သူစကားဆုံးတင်နေမော်တော်ကားထွက်လာသည် အိုရီမျိုးတို့ရောက်ပြီးဒုတိယမြောင်းနေ့တွင် ဥရီမျိုးဤအထူးရေးပေါ်ရာရှိနေကျွန်တော်တွေ့သည့်ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေသောကာကွယ်ရေးတပ်ဖွဲ့ဝင်ဥစမန်အကြောင်းကိုကျွန်တော်မေးကြည့်သည်သူနဲ့များကြုံတွေ့လို့ရမလားကျွန်တော်ဤမေးခွန်းကြောင့်အရာရှိမျက်နှာကွက်ခနဲ့ပြတ်သွားသည်တစုံတရာပြန်လဲဖြေချားခြင်းမပြုဘဲညှိနေသည် ထို့ကြောင့်ကျွန်တော်ထပ်မေးရပြန်သည်ဥစမန်ဆိုတဲ့အဲ့ဒီတငယ်ကိုကြုံတွေ့နိုင်မလား သူကခေါင်းခါပြပြီးနှကန်းကိုမတိမသားကြိုက်သည်ကျွန်တော်စိတ်မကောင်းပါဘူးဆရာကြီးသူနဲ့ဆရာကြီးမတွေ့နိုင်တော့ပါဘူးခင်ဗျာဘာကြောင့်လဲဘာကြောင့်မတွေ့နိုင်တော့တာလဲအရာရှိကနှကန်းကိုဖိကတ်လိုက်ပြန်သည်ပြီးတော့မှထစ်ထစ်ငေါငေါဖြင့်ပြောသည်ဘာကြောင့်လဲဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကာကွယ်ရေးဖွဲ့ထဲမှာတူမရှိတော့ပါဘူးခင်ဗျာတူတည်သွားပြီဆိုတော့တရင်မင်းညားကပဲရောက်လာပါတယ်ခင်ဗျာတည်သွားပြီ ဘာလို့ဆိုလိုတာလဲကျွန်တော်မယုံနိုင်သလိုအော်မေးသည်မယုံကြည်နိုင်စရာနဲ့စိတ်မကောင်းစရာတရင်မှာပဲဆရာကြီးဒါပေမဲ့တရင်အမှန်မှာဥစမန်ဤခြေခွဲစရာဖြစ်ဆိုကိုအရာရှိက ကျွန်တော်အားပြောပြသည်ဥစမန်ဒီတပုံများကိုတိုက်ခိုက်ချီမုန်းနေသောစစ်ကြောင်းများအတွက်တောတောင်ထူထပ်သည့်ရှေ့တန်းစစ်မျက်နှာပြင်တွင်ရိတ်ခါများထံပြီးသွားရောက်ပို့ဆောင်သည်ထိုခိုက်ခြုံခိုးတိုက်ခိုက်ခံရပြီးကြာဆုံးသွားခြင်းဖြစ်သည် ကြားရသည့်တရင်ကြောင့်ကျွန်တော်ယင်ထဲမှာဆွတ်သွားမိသည်ဘာတခွမှလည်းစကားမပြောင်းနိုင်အောင်ဖြစ်နေသည်အင်မတန်တတ္တိကောင်းပြီးစိတ်ကောင်းစေတနာကောင်းရှိတဲ့လူငယ်တယောက်ပါခင်ဗျာသူရှားဤတိပါသလားကျွန်တော်ဖြေပြန်ပေးမိသလားမပေးမိသလားမမှန်မိတော့ပါသူညနေပိုင်းတွင်ဥရီမျိုးမှကျွန်တော်ပြန်လဲထွက်ခါလာခဲ့သည်ဗရာမူလာမျိုး တွင်မော်တော်ကားရက်လင်ရှာဘာနာတို့ညီကိုညောင်းနေမျက်နှာချင်းဆိုင်ရတော့မည်ဟူသောအတိကကျွန်တော်ကိုခြောက်ခြားစေပါသည်ကျွန်တော်ကိုမြင်သည်နှင့်တပြိုင်နက်ပြေးလာပြီးဥစမန်เจ้าမေးလင်ကျွန်တော်မိတို့ဖြေရပါမည်နီထို့ကြောင့်ဘရာမူလာမှာကာမရက်ပဲတောက်ရှောင်မောင်းဖို့ခါနေကိုမေတ္တာရက်ခံရတော့သည်မင်းရလို့မရဘူးဘရာမူလာမျိုးကိုဖြတ်သွားတဲ့ကားတိုင်းကိုစစ်ဆေးရတယ်ဒါပေမဲ့ကျွန်တော်ခဏလေးပဲရက်ပါမယ် ကားဂိတ်တွင်ကလေးနှစ်ယောက်မရှိဘဲတခြားတစ်နေရာသို့ရောက်နေပါစေဟုကျွန်တော်ဆုတောင်းရတော်သည်ကျွန်တော်ဆုတောင်းမပြေပါမော်တော်ကားအရက်တွင်ကျွန်တော်ကိုမြင်သည်နှင့်တပြိုင်နက်ရှဘာနာတို့ညီကိုနှစ်ယောက်ဝမ်းသာအားရအော်ဟစ်ပြီးပြေးလာကြသည်ရာကြီးကျွန်တော်တို့မြို့မှာတရက်နေဦးမှာလားခင်ဗျာဟုရှဘာနာတို့နှစ်ယောက်ဝမ်းသာအားရအော်ဟစ်ပြီးပြေးလာကြသည် မနေနိုင်တော့ပါဘူးကွယ်နေချင်းပင်မဲ့ဒီနေ့ညစရိနဂါမြို့ကိုပြန်ရောက်မှဖြစ်မှာမို့ဥစမန်ကိုဂျိုင်လေးပေးလိုက်ပြီမဟုတ်လားခင်ဗျာကျွန်တော်ပြုံးပြီးခေါင်းငိမ့်လိုက်ရသည်အမေနေကောင်းကြောင်းနဲ့စိတ်ချမ်းသာနေကြောင်းရော ပြောပြလိုက်သေးရဲ့မဟုတ်လားဆရာကြီးကျွန်တော်ခေါင်းငိမ့်ပြလိုက်ရပြန်သည်သို့တော်လည်းဒီတစ်ချိန်တွင်ကျွန်တော်မပြုံးနိုင်အောင်ဖြစ်သွားမိသည်ဥစမန်ရောနေကောင်းနေမဟုတ်လားခင်ဗျာ နေကောင်းပါရဲ့ကွယ်ကလေးနှစ်ယောက်မျက်နှာဝင့်လက်သွားလေသည်ဂါနေကမော်တော်ကားဆထွက်ဖို့ဂီယာထိုးလိုက်သည်ရှာဘနာခဏလာပါဦးတာရဲ့ကျွန်တော်ကလန်းအော်ခေါ်သည်အနားသို့ရောက်တော့ကသူ့လက်ထဲသို့ဆဲတန်း၃ရွက်ထည့်ပေးလိုက်သည်သူ့ပါကလေးကိုလည်းပေါ်တက်လိုက်မိသည်မင်းတို့အတွက်အူစမန်ပေးလိုက်တဲ့ပတ်စံ ဟာဆရာကြီးကလည်းကျွန်တော်တို့ငွေကြီးအခက်ခဲရှိနေကြအောင်ဥစမဲအောင်မပြောပါနဲ့လို့ကြိုပြီးတောင်းပန်ထားရတယ်ခင်ဗျာသူ့စကားမဆုံးမီချစ်ကားကအရှိန်နဲ့မောင်းထွက်လာလေတော့ဒီရှဘာနာဘာဆက်ပြောဒီကိုကျွန်တော်မကြားနိုင်တော့ပါ Where Angels Are X by NS Pakki 1985ခုနှစ် February လတော့တပင် Magazine အမှတ်16မှာပြန်လည်ခေါင်းနှုတ်ထားပါသည် ညအေဂရီဆိုတဲ့နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ကြပါ